ခုတစ်ခါမှဆိုရင်တော့ရုပ်ရှင်ဇာကားရဲ့ရိုက်ကွင်းတွေမှာလီလာခြင်းတဲ့ပရိသတ်တွေအတွက်ဒရိုက်တာကိုစောအာယုံဦးရိုက်ကူးခဲ့တဲ့ကောင်းငင်တစ်ခုအလိုရှိတယ်လို့အမည်ပေးထားတဲ့ဇာကားဖြစ်ပါတယ်ဒီဇာကားရိုက်ကွင်းကိုကြည့်ရမှာပါဒီဇာကားမှာဆိုရင်ပရိသတ်တွေချစ်တဲ့အနည်းပညာရှင်တွေဖြစ်တဲ့ Academy ခန့်စီသူအောင်ရင်လင်းဤချောပူပြင်းနောက်ထပ်သေယုဆောင်လေးနဲ့ Patricia တို့ပါဝင်ထားတာဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့ပရိသတ်တွေရာလည်းပဲဒီဇလန်ကပရိသတ်တွေကိုဘလို့ရတာတွေပေးခြင်းတဲ့အတွက်ပုံဖော်နေတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ရှင်းစားအောင်ပါပါ အနုပညာမိုးကောင်းကင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြည်သက်တွေကိုကျွန်တော်ကနေမှကောင်းကင်တစ်ခုအလိုရှိသည်ဆိုတဲ့မြန်မာရုပ်ရှင်ဇာတ်ကားကြီးရဲ့ရိုက်ကွင်းပေါ်ကိုခေါ်ဆောင်သွားတော့မှာဖြစ်ပါတယ်ဒီဇာတ်ကားမှာဆိုလို့ရှိရင်တော့တရုတ်ဆောင်များအနေနဲ့ခန့်စီသူအောင်ရဲလင်းဤချောပိုစူးရှာနိုင်တဲ့အနုပညာရှင်ပေါင်းများစွာကပါဝင်ပြီးတော့တရုတ်ဆောင်ထားကြပါတယ်ဒီဇာတ်ကားဟာဆိုလို့ရှိရင်တော့လွန်ထထရဲ့ဝိထုကိုမှဒရိုက်တာကိုစောအာယုကနေမှပြန်လဲပြီးတော့ရုပ်ရှင်ဇာတ်ကားအဖြစ်ရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ခုရောက်ရှိနေတဲ့ဇဝနမျူးဇစ်ဆုံမှာဆိုရင်ဒီစကားရဲ့ဘယ်ဇဝင်ကန်းတွေကိုရိုက်ကူးနေလဲဆိုတာသိအောင်ကျွန်တော်တို့အခုပဲရိုက်ကွင်းပေါ်ကိုသွားကြည့်လိုက်ရအောင်ခင်ဗျာဒီစကားမှာတော့ကျွန်တော်ဆံဝင်တယောက်ဆံဝင်ဆိုပြီးမဲ့ brain tumor ဖြစ်နေတာပေါ့အဲဒီရောခွင်းရင်တော့ကောင်းမကောင်းတော့မသိကြဘူးပေါ့အဲ့တော့ ခေါ်တဲ့ဆောင်းတယောက်ဖြစ်နေတဲ့အတွက် brain tumor ဖြစ်နေအောင်ခွဲလိုက်ရင်ဖြစ်လာမယ်ဟိုစိုးစိုးတွေကတိနေတော့အဲ့တော့မခွဲတော့ဘူးမခွဲတော့ဒီလူလောကကြီးမှာ6လလောက်ပဲနေရတော့မှာပေါ့ဘယ်6လအတွင်းမှာပဲနည်းနည်းဟိုသူတပားတော့ကျိုးပြမဲ့ကိစ္စလေးလုပ်ခဲ့တာပေါ့ဒီနေ့မှာတော့ကိုဦးနဲ့ဟိုချစ်သူဖြစ်တဲ့ဒီရောဘူပေါ့အဲဒီသူနဲ့ကဟိုကိုမှယောဂရှိနေတယ်ဒါပေမဲ့ ဟိုသူ့လည်းဖွင့်မပြောကြဘူးဖွင့်ပြန်သူရင်စိတ်ဆင်းရမှာဆိုတော့အဲ့တော့သူ့ကိုချစ်လို့ဖွင့်မပြောဘူးပြီးတော့တစ်ဖက်ကလည်းသူကိုယ်မုံသွားအောင်ပေါ့တခြားကြောင့်လည်းတွဲပြရပါအဲ့ဒါလေးပါဟုတ်ကဲ့ဒီကားရမှာဟိုနိုင်ငံမှာဝယ်ရလာတဲ့ ဟိုထက်မြက်တဲ့ main leader ပေါ့နော်ဒီမှာလဲဟို shopping center ပိုင်ရှင်လည်းဖြစ်တယ်ပြီးတော့အရန်ထက်မြက်တဲ့ကိုချစ်သူပေါ်မှာတော့အများတဲ့ဒေါသထွက်ပြီးဆိုထက်ထက်မြက်မြက်နဲ့အလိုပြန်ဖြေရှင်းတုံ့ပြန်တတ်တဲ့ main leader ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပါဝင်ထားပါတယ်အာရောဒီကမှာကိုခန့်နေချောနေတာချစ်သူသူ့မှာ brain tuner လို့ယောဂရှိအောင်ကိုကမသိဘူးသူကလည်းကိုစိတ်မကောင်းဖြစ်မှာဆိုလို့မပြောဘူးအဲ့တော့ကိုကကောင်မလေးတောင်နဲ့ဖောက်ပြန်နေပြီလို့ထင်ပြောအဲ့လိုမျိုးဆွဆွဲတာပေါ့အဲ့လိုပုံစံမျိုးလေးပါဟုတ် Ja, ja, sehen Sie. Und wir wollen wollen wir wollen. Und wir werden schon. Aber sie machen. Bitte mal, bitte. Das ist doch kommen sehen tun. Ja, du. Wenn er da hat, ich sehe. No? ဒီနေ့ရက်ကကတော့ဆ iam လွန်ထားတဲ့အကောင်းငယ်တခုလို့ရှိသေးတာ။ဒါပါတဲ့ဇညောကတော့ဆွမ်းပိုင်ပေါ့။ပါတဲ့လူတွေကခန်းစီသူရဲ့အောင်ရဲလင်းရဲ့ အကြောဖို့ပဲဆူရှနိုင်ဇလန်သဘောတရားပါလဲဆိုဒီချမ်းသာတဲ့နေအောင်နဲ့အခြေနဲ့ဒီဆင်းရဲတဲ့နေအောင်အခြေပေါ့လေအဲဒီနေအောင်အဲနေအောင်နေအောင်စီပေါ့လေအဲဒီအခြေကြီးတွေမတူညီတဲ့ဘုံတရံဒီတကူကူအနစ်နာခံတဲ့ဟာမှာပေါ့လေမတူကြတဲ့ပုံစံလေးကိုပေါ်ကြည့်ရအောင် ့ဘာလို့နေလဲဆိုတဲ့ကဏ္ဍကတော့အများအားတိဆက်ပေးနေကြဖြစ်ပါတယ်။လက်တလောအနည်းပညာရှင်တွေရဲ့လှုပ်ရှားမှုအကြောင်းအရာတွေကိုပြည်သက်တွေတွေစူးစိထားဖြစ်ပါတယ်။အလက်ဆက်ဆုံးတော့သူတို့ရဲ့လှုပ်ရှားမှုသတင်းတွေကိုအခုပဲကြည့်လိုက်ရအောင်နော်။အမအခုလောလောဆယ်ရလေဟိုကားရိုက်လက်မခံသေးဘူးလက်မခံသေးရဆိုတာဟိုသားလေးငယ်သေးတော့သားလေးကအခု6လကျော်ပဲရှိသေးတယ်။ ဆိုအခုဘောအချိန်အများကြီးပေးစရာမလိုတဲ့ဓာတ်ပုံရိုက်တာတို့ကြောညာရိုက်တာလေးတို့အဲ့အဲ့ဒါဒီတော့ဈာမရိုက်ဖြစ်တယ်ဗောနော်ကားရိုက်ကိုကြတော့အမမတ်လနေစားပြီးတော့ပြန်လက်ခံထားပါတယ်မတ်လမှာရုပ်ရှင်ကားကြီးပြန်ပြီးစားရိုက်ပါမယ်ဟုတ်လို့စီရတော့ကျွန်တော်ဒီဒီဈာမှာကျွန်တော်ခလီထိန်းပြင်ခလီထိန်းပြင်ခလီထိန်းပဲနောက်ပြီးတော့ဒီလာလေတော့ကျွန်တော်ဇာလုံးတစ်ခုပြန်ရိုက်မယ်ဒီဒီဒီလာစားမှန်းကတော့ခလီထိန်းပေါ့ဆရာသမားကိုထိန်းရတယ် ဒီနေ့နောက်ဆုံးတင်ဆက်မှုအနေနဲ့ hit interview ကဏ္ဍတစ်ခုကိုထည့်သွင်းပေးထားပါရစေ။ဒါကတော့မြန်မာရုပ်ရှင်လောကနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမင်းမြန်းထားဖြစ်ပါရဲ့ရှင်။ဒီတစ်ခါမှာရုပ်ရှင်ဇာတ်ကားတွေကိုပုံမှန်ရိုက်ကူးလာမှုအပေါ်မှာအလူပညာလောကပေါ်ဘလို့အကျိုးရရှိသလဲဆိုတဲ့ director တဦးရဲ့အမြင်ဖြစ်ပါရစေ။ဒီအကြောင်းပြပြပေးထားတဲ့ director ကတော့ director ကိုစောအာယုံဦးရဲ့အဖြေတွေပဲဖြစ်ပါရဲ့ရှင်။ဒါလည်း ဒီနှစ်လည်လောက်ဆိုရက်သွားတယ်။ဘာဖြစ်လို့ဆိုတိုက်တိုက်ကိုလုံးကြောင်ငါတို့အပြင်ပို့မထုံနိုင်ပါဘူး။ဟုတ်တယ်မ။ဗီဒီယိုဘက်မှာရိုက်ကူးရေးအဆင်မပြေလို့ရုပ်ရှင်ပဲလှည့်တဲ့သဘောတရားပဲရှိတယ်။ဟိုကောက်လာတာတို့ဘာလို့မဟုတ်ဘူး။သူကဘာဖြစ်လို့လဲဆိုခုနပြောစီစဉ်နေပဲပေါ့။ပြသရေးဘက်မှာလည်းဘာမှကျင်းသိမှုမရှိဘူး။ပြသရေးဘက်ကျင်းသိမှုမရှိသူထိုးလို့ရေးဘက်မှာလည်းကျင်းသိမှုမရှိဘူး။အဲ့တော့တို့တွေကဘာဖြစ်နေလဲဆိုတော့ ဟိုသူတို့သွားနေတဲ့စီပဲတို့တွေကထုတ်လို့ငွေထုံးမှပဲရရတဲ့ဘဝတွေပဲလေကိုကကိုထုတ်ရနိုင်ကြမဟုတ်အဲ့တို့ကြောင့်မလို့တို့တွေကိုလုံးကထုတ်လို့ငွေထုံးရင်ရရမယ်သူရုပ်ရှင်ရချင်းတယ်သူရုပ်ရှင်ရဗီဒီယိုရချင်းတယ်သူရသူမရကြဘူးဆိုရင်တို့နာအဲ့လိုမျိုးဖြစ်မှာအဲ့တော့ဒီဟာတကူပေါ့စီစနစ်တကူနဲ့တေးသေးချာချာလုံနိုင်တဲ့ဟာတကူကိုအကုန်လုံးဝိုင်းဝန်းစဉ်းစားပြီးတော့လုပ်ဖို့တော့ကောင်းပါကိုကတယောက်တစ်မျိုးစီဖြစ်နေကြတာမကောင်းပါဘူး နေ့အတွက်တင်ဆက်ပေးခဲ့တဲ့အနုပညာအကြောင်းအရာတွေအားလုံးဆုံးနေသွားပြီဖြစ်ပါရဲ့ရှင်။အခုချိန်ထီကိုအချိန်ပေးပြီးတော့ကြည့်ရှုအားပေးရတဲ့အနုပညာချစ်ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါရဲ့ရှင်။အပတ်စဉ်အနုပညာမူကောင်းတဲ့အစီအစဉ်ကိုတနင်္လာနေ့ကနေတောက်ချာနေ့ထိပြသပေးနေပါရယ်။အစီအစဉ်နဲ့ပတ်သက်ပြီးတော့ပုံမူကောင်းမွန်အောင်လို့ဝေဖန်အကြံပြုလိုတဲ့အကြောင်းအရာတွေဆိုရင်တော့ Facebook လိပ်စာဖြစ်တဲ့ www.facebook.com/askyshow မှာဝင်ရောက်ပြီးတော့ပြပြနိုင်မှာဖြစ်ပါရယ်။ဒါပြင်ပရိသတ်တွေလည်းပုံမူပြီးတော့ပါဝင်ဖို့ဖိတ်ခေါ်ချင်ပါရဲ့ရှင်။ဒါပြင်ကိုရောက်တဲ့နေရာမှာ online ကနေပြီးတော့ live stream ကြည့်ရှင်တဲ့ပရိသတ်တွေအတွက်ကိုဆိုရင်တော့လိပ်စာအနေနဲ့က www.mrtv4.tv မှာကြားသားနေတဲ့အချိန်နဲ့တပြေးညီ online ရနေပြီးတော့ live stream ကြည့်ရှုနိုင်မှာဖြစ်ပါရှင်။ဒီနေ့မှာအချိန်ပေးပြီးတော့ကြည့်ရှုအားပေးတဲ့အနည်းပညာချက်ပရိသတ်တွေအားလုံးလည်းချစ်ခင်စွာနဲ့ကျေးဇူးတင်ပါတယ်။နောက်တစ်နေ့အတွက်လည်းမတူညီတဲ့အနည်းပညာအကြောင်းအရာတွေကိုထပ်မံပြီးတော့ယူဆလာပေးပါမယ်ရှင်။